်မင်္ဂလာပါရှင်ကျမကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးပါပါတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်သစ်ပင်ကျောက်ကြီးော်ထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လေးပူပေါင်းတပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်ကတပ်သား၄ယောက်သေဆုံးခဲ့လို့ဗိတ်ခရာအမန်နဲ့တရင်ရဲ့တာဝန်ရှိသူကပြောပါတယ် နဝေမာလာ25ရက်နေ့နေ့လယ်တနာရီခွဲအချိန်လောက်မှာတစ်ပင်ကြောက်ရော့အတွင်းတက်ဆွဲနေတဲ့ဘိတ်ခရိုင်တရင်နေနဲ့တနေသားရီမြို့နယ်ပကပတောင်ပန်းနေအဖွဲ့တော်ပူပေါင်းပြီးမိနစ်40အကြာပျောက်ကြားစနေနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကော်မရှင်တပ်သား၄ယောက်အဝတ်လာလဲတဲ့အချိန်မှာစတိုင်မာနဲ့တေချာပြစ်ခတ်နိုင်ခဲ့တာဖြစ်ပြီးနေရာမှာတင်လေးကြအသေးဆုံးတော်ရဲလို့ဘိတ်ခရိုင်တရင်နဲ့တက်ခွေ၃ရက်ဒုခွေမှုကပြောပါတယ်။တပင်ကြောက်ကြောမှာအင်အား90ကျော်ရှိတဲ့စကောက်စီတက်ကတပည့်ကျော်ကြတက်ဆွဲနေ ေပြီးကဒုံချင်းနဲ့ဘက်ကားတွေဆောက်လုပ်နေရလို့ဆိုပါတယ်။တပင်ကြောင့်ကြေော်မှာရှိတဲ့ဒေတာခန်တွေဟာတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်နေကြပြီးနှစ်ရှည်ကြာမြင့်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။အပြည့်ရဲ့သဘောတူညီချက်အရစစ်တပ်ကိုပြန်ပေးရဖို့ရှိနေတဲ့မန္တလေးတိုင်းမူကုံမြို့ထေကရုံဂိမ့်နဲ့လောက်ွက်တွင်မှစစ်တပ်တပ်သားတရာကျော်စတင်ဝင်ရောက်နေရာယူထားရလို့မူကုံပြည်သူ့ကောက်ွယ်ရဲ့အဖွဲ့ကပြောပါတယ် ကြောက်ဖားဂိမ်းမှာစစ်သား30အောက်အချုံမှာ20အပေါ်အချုံမှာ50ဌာနဆိုင်ရာရုံးတွေမှာ40နဲ့ပြောင်ပြင်းရော့ထက်ယတနာရှင်လုတ်ကွက်မှာ30စုစုပေါင်းစစ်ကောင်စီတပ်သား180လောက်ရောက်ရှိနေပြီလို့ဆိုပါတယ်။ဒါအပြင်မြို့ခန့်အများစုလည်းတင်းလျှောက်တော့ပြီးမြို့ရင်းမှာ6ကပ်နေလို့မိုးကုတ်ပကဖတာဝန်ရှိသူတယောက်ကအဒီဘူဘီကိုပြောပါတယ်။ အလားတူပဲမိုးမိတ်မြို့ထေကိုလည်းနဝေမာလာ20ရက်နှစ်နောက်ပိုင်းကစပြီးစစ်ကောင်စီတပ်သားတချို့ကတဖြည်းဖြည်းဝင်ရောက်လာပြီးမြို့ရဲအနေအိမ်တွေမှာနေရာယူထားတယ်လို့မိုးမိတ်ကစီရဲတဲ့တင်ရင်းမြစ်ကပြောပါတယ်။မိုးမိတ်နဲ့မိုးကုတ်အတွင်ကပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကိုလည်းမြို့အပြင်ကိုဆုတ်ခေါ်ဖို့ TNL ကသတိပေးခဲ့ပြီးတဲ့နောက် မျိုးတွေကိုစစ်ကောင်စီတက်တွေပြန်လည်ဝင်ရောက်နိုင်ဖို့တရအလေတက်သားအင်အားအများအပြားကိုလည်းဖြတ်ကျန်ထားတယ်လို့သိရပါဗျ။ ပူတာအိုခရိုင်မချမ်းပေါ့မြို့မှာစစ်ကော်မရှင်တပ်တွေကစစ်အင်အားဖြစ်တင်းတာတွေလှုပ်ဆောင်နေပြီးလမ်းမိုက်တချို့ကိုလည်းထိန်းချုပ်ပိတ်ထားတဲ့အတွက်စိုက်ပျိုးရေးလုပ်တဲ့ဒေသခံတွေအခက်အခဲဖြစ်နေကြပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ပူတာအိုခရိုင်မချမ်းပေါ့မြို့အထိုင်ချက်ခလာရတသုံးခုတပ်ထဲကိုစစ်ကော်မရှင်တပ်တွေအင်အားဖြစ်တင်းနေပြီးလမ်းမိုက်တချို့ကိုလည်းပိတ်ထားဆဲဖြစ်တဲ့လို့ဒေသခံတွေစီရသိရပါတယ်။ဒီခေတ်ရဲ့နိုဝင်ဘာလ10ရက်နေ့ကနေ19ရက်နေ့အထိ မချမ်းဘောကစစ်ကော်မရှင်တပ်တွေမလီခါမြင်အောက်ဘက်ကိုစီရေလှရှာလာတာကြောင့် KIA ပူပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်အင်အားဖြည့်တင်းလာတယ်လို့လမ်းပိုင်းတချို့ကလည်းထိမ့်ချုပ်ထားတယ်လို့ဒေသခံတယောက်ကပြောပါတယ်ပတိပတိရဒီပူတောမဆူရည်စလို့ရတော့ဘာနေပဲဒီစတတရညာကြည့်တော့လို့တော့အာတကတိဆိုရင်လိုတဲ့တွေပါလေပြီးတော့ဒီစီအားတော့ဖြစ်ရတော့ဘုနစတရပြပါလေဘုနဒီ ပဲချမ်းမာတကွေဖြစ်ပြီးကြတဲ့သူတို့အားဖြစ်လာပြီးတော့လုံနေတယ်ပေါ့နော်စစ်ကော်မရှင်တပ်တွေကမချမ်းဘောဘက်အင်အားဖြည့်တင်းနေတယ်လို့လမ်းပိုင်းတချို့ကိုလည်းထိန်းချုပ်ထားပြီးမချမ်းဘောအောက်လုံရှာရန်ဘက်ဆင်းတဲ့နောင်ခိုင်ဆက်လီစိတ်ကိုလည်းပိတ်ထားတယ်လို့သိရပါတယ်စီအချင်းကြီးကြောင့်နောက်ခိုင်ဆက်လီစိတ်ပြလိုက်တဲ့အတွက်မိခမြက်အောက်ဘက်ကကြေးရွာအတော်လာပြတ်တောက်နေပြီးမြက်အောက်ဘက်ကစိတ်ပြိုးရေးလှုပ်ထားတဲ့ဒီတိုင်းခံတွေလည်းအခက်အခဲဖြစ်နေကြပါတယ် မချမ်းပေါ်မချမ်းပေါ်နဲ့ဒီဘုဒ္ဓဟောလံပဲကနေကြာရီတက်လာနေတယ်ဘောနော်အဲဘုဒ္ဓဟောဘက်ကိုပေါ့အဲဒီကြောင့်ဒီမချမ်းပေါ်ဘက်ကိုဝင်နေလမ်းတွေကိုသူတို့ထိန်းချုပ်ထားတယ်ဘောနော်ပြီးတော့ဒီနောင်ခိုက်လေးစိတ်ကလည်းပိတ်ထားတော့မယ်ဘောနော်ဒီအဲထံကပက်တော့တွားလို့ရတယ်ဆိုတော့ဒါမဲ့အဲ့ဘက်မှာတော့အစီအစီတော့များတယ်ဘောနော်မချမ်းပေါ်မြို့ဟာပူတာအိုမြို့ရဲ့ရှိဘက်ဆေမံခန့်အကွာမှာရှိတာဖြစ်ပါတယ် မချမ်းဘောပူတာအိုဂါလန်ပိုင်းကနေတဆင့်ခရင်ရင်ပူပေါင်းတပ်တွေပူတာအိုမြို့ထဲဝင်လာနိုင်တာကြောင့်စစ်ကော်မရှင်တပ်ကမချမ်းဘောမြို့ထဲကိုအင်အားဖြည့်တင်းတာအပြင်မချမ်းဘောမြို့ထဲဝင်ရောက်နိုင်တဲ့လမ်းပိုင်းတွေကိုထိန်းချုပ်တာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။စက်တင်ဘာလကုန်ပိုင်းကစပြီးစစ်ကော်မရှင်တပ်နဲ့ခရင်ရင်ပူပေါင်းတပ်တွေဟာပူတာအိုမြို့ထဲဝင်ရောက်နိုင်တဲ့ဆွန်ပရာဘွန်ပူတာအိုဂါလန်ပိုင်းနဲ့နောင်မမချမ်းဘောဂါလန်ပိုင်းတွေမှာတိုက်ပွဲတွေခက်ဆစိတ်ဖြစ်လာနေပါတယ်။ပူတာအိုဘက်တိုက်ပွဲတွေခက်ဆစိတ်ဖြစ်လာပြီးတဲ့နောက် စစ်ကော်မရှင်တပ်ကပူတာအိုမြို့တွင်းမှာလည်းစီရင်ရဖြည်တာအပြင်မြို့တွင်းမြို့ပြင်စီရေးလှူရှားတာတွေပုံမှန်လှူဆောင်နေပြီးညဘက်စစ်စီရေးလှူတာတွေလည်းရှိလာတယ်လို့ဒေသခံတွေကတည်ရပါတယ်ပူတာအိုခိုင်ထဲကခေါလန်ဖူးမြို့နယ်ရှိလာဟီစင်ဒေသဘက်မှာလည်းစစ်ကော်မရှင်လက်လွတ်ခဲ့ရတဲ့လာဟီစင်စခန်းနဲ့လန်ဆယ်မြို့ကိုပြန်သိမ်းနိုင်ဖို့အတွက်စီရေးလှူရှားမှုတွေတောက်လျှောက်လှူဆောင်နေတာကြောင့်လက်ရှိအချိန်ထိနှစ်ဖက်စီရေးတင်မာနေတာဖြစ်ပါတယ်ကျမဟန္နာပါ ကဗနင်းပြည်နယ်ဒီမောဆိုမြို့နယ်မှာစစ်ဆောင်နေကြတဲ့ပြည်သူတွေအတွက်အနှွေးရည်နဲ့ဆောင်းတွေလိုအပ်နေလို့စစ်ဆောင်တွေကိုကူညီပေးနေသူတွေကနိုဝင်ဘာလ26ရက်နေ့မှာပြောဆိုပါရီ ဒီမော့ဆိုမှာလက်ရှိရာသီဥတုက7ဒီဂရီစင်တီဂရိတ်ကနေ6ဒီဂရီစင်တီဂရိတ်ကြားမှာရှိနေပြီးအေလွန်လာတဲ့အတွက်ဆစ်ဆောင်တဲ့အတွက်ဆောင်းတွေလိုအပ်နေတာပါလို့ဆိုပါတယ်ဆစ်ဆောင်တွေနဲ့တော်လေးရေးပေါ်တွေပါအနှွေးထွေးဥထုပ်ချေအိတ်နဲ့ဆောင်းတွေလိုအပ်နေပြီးဆောင်းအပါ၃ထက်ချုံရင်တော့အေးဆက်နေလို့ဆစ်ဆောင်အရေးကူညီပေးသူတယောက်ကပြောပါတယ် ဒီမော့ဆိုအနောက်ဘက်ကျမ်းမှာစစ်ဆောင်စခန်းပေါင်း100ကျော်အထိရှိနေပြီးစစ်ဆောင်စခန်းတစ်ခုကိုလူဦးရေ900ကနေ1000ကျော်တဲ့စစ်ဆောင်စခန်းတွေလည်းရှိတယ်လို့သိရပါတယ်။ဒီမော့ဆိုမှာစစ်ပေးဆောင်ပြည်သူ300ကျော်ရှိနေပြီးစစ်ဆောင်ကာလ၄နှစ်ကျော်လာတဲ့အတွက်စာနေအခါနဲ့အနှွေးထည်စောင့်တွေလိုအပ်နေပြီးအလူရှင်နေပါလာတယ်လို့ဆိုပါတယ်။ ဒါအပြင်ဒီမော့ဆိုမြို့နယ်ကနေရာတချို့ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်စစ်ရှောင်းတဲ့ဒေသခံတွေဟာနေရာထွက်ပြောင်းရွှေ့ရတာလည်းရှိနေတယ်လို့သိရပါတယ်ရှင်။နယူးဇီလန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ထိပ်ကိုတက်ဖို့ကြိုးပမ်းရင်းပြုတ်ကျတည်ဆုံးခဲ့တဲ့တောင်တက်သမားနှစ်ယောက်ရဲ့ရုပ်အလောင်းတွေကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးအမေရိကန်ပြည်ထောင်စုကတရားအပအဝင်ဖြစ်တယ်လို့ရေတပ်ဖွဲ့ကနိုဝင်ဘာလ26ရက်နေ့ဗိုလ်ဒူးနေမှာပြောကြားခဲ့ပါတယ်။ အမျိုးသားတွေဟာနယူးဇီလန်အခြေစားလမ်းပြ၂ယောက်နဲ့ဖောက်တင်၂ယောက်ဖြစ်တဲ့အေအိုရာကီတောင်တက်အဖွဲ့က၄ယောက်ပါအဖွဲ့တစ်ဖွဲ့ဖြစ်ပြီးနိုဝင်ဘာလ၂ရက်လရက်နေ့တလင်းလာနေ့နောက်ပိုင်းမှာတောင်ရဲ့အနောက်ဘက်မှာရှိတဲ့တောင်ကျောတစ်ခုကနေပြုတ်ကျခဲ့တာပါဒေတာစင်တော်ချင်းည7:00မိနစ်20လောက်မှာရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပြီးရှာဖွေရင်းနဲ့ကေစီရဲ့အဖွဲ့ဟာနိုဝင်ဘာလ25ရက်နေ့အင်္ဂါနေ့အစောပိုင်းမှာအဖွဲ့ဝင်၂ယောက်ကိုထိခိုက်တရာရရှိမှုမရှိဘဲတွေ့ရှိခဲ့ပါတယ် ရဟန်းရှင်တွေဟာညာလုံးပေါက်ရှာဖွေမှုတွေဆက်လက်လှုပ်ဆောင်ခဲ့ကြပြီးအင်္ဂါနေ့မနက်9နာရီမှာပျောက်ဆုံးနေတဲ့တောင်တက်သမား၂ယောက်ရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့မိုးရေချိန်လောက်မှာသူတို့ရဲ့ရုပ်အလောင်းတွေကိုပြန်လည်စီယူရရှိခဲ့ပါတယ်ရှင်။ဒီပူပီရုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခေကြရတာပါ။ကျမကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။